စကိုင်းတိုင်းရွှေဘိုမြို့နယ်အုတ်ရှိကန်ကျေးရွာတုတ်တန်အနီးကျွန်းတော်ခွေရွှေဘိုရေဦးလမ်းမိုက်မှာပြူစောတိရိတ်ခတဲ့ကားကိုကြားပြတ်တိုက်ခိုက်ခဲ့ပြီးနှစ်ဦးသေဆုံးကကားကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ရွှေဘိုမြို့နယ်ဘာကဖာပြန်ကြားရေးထံကသိရပါဗလာစလီရဲ့ညနေ3:00မိနစ်40ခန့်မှာ ပယံကြီးရွာပြူစောတီခေါင်းဆောင်အောင်ကျော်ဦးဆောင်ပြီးဇီးပြူကုန်းပယံဇီးကုန်းလေးကပြူစောတီတပ်ဖွဲ့ဝင်60ဝန်းကျင်နဲ့ရွှေဘုံမြို့နေကျင်ရေးရှစ်တက်ထဲကနေလက်ခထုတ်ပြီးပြန်လာတဲ့ကားသုံးစီးကိုလမ်းကနေကြပြတ်တိုက်ခိုက်ခဲ့တာလို့ရွှေဘုံမြို့နယ်ဘက်ကဖရဲ့ပြန်ကြားရေးတာဝန်ခံမင်းသားကပြောပါတယ်ဆက်တဲ့အချိန်မှာဒီကားနှစ်ခုကတော့ရက်သွားပြီးတော့လူရဆက်ကုန်းဖက်ပြီးသွားတယ်ဗျပြည်ပြတိုင်းကတော့ကျွန်တော်တို့တနားကြီးကြော်ကြာလိုက်တယ်အဲရှိုးကျွန်းတော်နားပေါ့နော်အဲ့လိုခင်နေတဲ့အချိန်မှာကျွန်တော်ဒီ ူမျိုးကန်းကနားနေပြီးတော့လည်းလည်းကြည့်ကြည့်တယ်။ဒုံရဲရှိမှာပဲတိတိကျကျနေတယ်။ဘေးကုန်းပေါ့နော်ပေါ်သိန်းတို့ဒီဟိုတူကလည်းကျောကကိုတက်ကူလာပြီးတော့သုတ်ပြစ်တင်တယ်ဗျဟုတ်တိုက်ပွဲအတွင်းဒီဆုံးခဲ့တဲ့ပယံကြီးရွာကပြူစောတီတပ်ဖွဲ့ဝင်နှစ်ဦးရဲ့အလောင်းတွေကိုပြူစောတီတပ်ဖွဲ့ဝင်တွေကပြန်လည်ဆွဲထုတ်သွားတယ်လို့ဒီရကစက်သုံးစီပေပါတလုံးစောင်းစီ6ပုံးသိန်းစီနိုင်ခဲ့ပြီးပြူစောတီတပ်ဖွဲ့ဝင်တွေရဲ့ကားကိုတော့မိရှုဖြက်စီးခဲ့တယ်လို့ဆိုပါတယ် အဲ့ဒီတိုက်ခိုက်မှုကိုရွှေဘုံမြို့နယ်ဘက်ကဖားတာဝန်ခံရဲ့ကုတ်ကဲမှုနဲ့ရွှေဘုံမြို့နယ်ဘက်ကဖားတိုက်ခိုက်ရေးအဖွဲ့ PDO မှဦးဆောင်ကတိုင်းနယ်ကဘက်ကဖားတိုက်ခိုက်ရေးအဖွဲ့ကလုံကြီးဘက်ကဖားဘလူးညီနောင်ဘက်ကဖားလိုင်းလုံးညီအဖွဲ့ AK ဘက်ကဖားတိုင်းနယ်ဒီဂိုရန်ဖျူချာဖို့စ်ဘက်ကဖား MC ဘက်ကဖားတာကနန်းနဂါမေးဘက်ကဖားအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်